ဒီတော့ဟုတ်တယ်ဒီလောကမှာက LGBT ပဲတော်တော်လွှမ်းမိုးထားကြတယ်အခုနောက်ပိုင်းမှာခင်မီလာတဲ့တိုးတက်ပြောင်းလဲလာတဲ့အပေါ်မှာယောက်ျားစစ်စစ်တွေအမျိုးသမီးစစ်စစ်တွေအားလုံးကလည်းဒီလောကတွေကိုစီးမျောလာကြတယ်ဥမ္မုံနိုဒီယာလေးတီဦးကောင်းတယောက်ကောင်းတဲ့ဒီလုပ်ကိုလုပ်လို့မရဘူးအားလုံးကစူပောင်းပြီးတော့အလုပ်လုပ်ပေးရတဲ့အလုပ်တလုပ်ဖြစ်တယ်လူငယ်တွေအားလုံးဝါသနာကိုဖော်ဆောင်မယ်ဆိုရင်ဥမ္မုံကအမြဲတမ်းကြိုးဆိုတဲ့ထောက်ခံတယ် င်မင်္ဂလာပါရမ်းမင်္ဂလာရှိတဲ့ရက်လို့ပဲသတ်မှတ်ပါတယ်ဗမာတနင်္ဂနွေလုံးတိုင်းတာနေ wedding planning service day ပန်းပညာရှင်တွေအကုန်လုံးကနေပြီးတော့ဒါကြောင်းစင်းပွဲလို့သဘောပြမို့နော်ဆရာလင်းအောင်ထင်ရဲ့ wedding planning school ကနေပြီးတော့ထွက်တဲ့ကျောင်းသူကျောင်းသားတွေပေါ့ဒါမှမဟုတ်အခုချိန်မှာလည်းအားလုံးကကန္နာတီးတီးမှာအောင်မြင်တဲ့လူတွေဖြစ်နေကြပြီအဲ့ဒီလူတွေ ਨੇ လာရောက်တွေ့ဆုံရတဲ့အတွက်အင်မတန်မင်္ဂလာရှိပါတယ်ကိုယ့်အတွက်လည်းအင်မတန်ဂုဏ်ယူရပါတယ် အရန်ဝန်တာရတယ်အရန် PDP ရတယ်အဲဒီဆရာလင်းအောင်ထင်းရဲ့တင်နန်းချောင်းကတင်ယိုးညွန်းတန်းနဲ့တိတိကျကျမှန်မှန်ကန်ကန်တင်တဲ့တင်နန်းချောင်းတစ်ချောင်းဖြစ်တော့တက်တက်လူကြီးရလေအားလုံးမြင်တဲ့အတိုင်းပဲလူကြီးတွေအများကြီးဟိုခမ်းမကြီးတော့ငှားပြီးတော့ဒီလိုတင်နန်းစင်မွေးကြီးလုပ်ရတယ်ဆိုတော့ဒါနေတဲ့အခြေအနေတခုမဟုတ်ဘူးလေအဲ့တကြောင့်မလို့ဥမောင်းတို့အနေနဲ့ဒါမှန်ကန်တဲ့ဟိုကို့လောကတဲ့အတွက်မှန်ကန်တဲ့လူတွေမွေးထုတ်ပေးတဲ့အကြောင်းဖြစ်တဲ့အတွက်ကြောင့်ဥမောင်းပို့ပြီးတော့ဂုံယူတယ်အဲဒီလိုမှန်ကန်တဲ့အကြောင်းတွေအများကြီးပေါ်ထွန်းမှုလဲလို့လေဒီအကြောင်းကနေတစ်ဆင့် ောင်းဆင်းသွားတဲ့သူတွေကနောက်ထပ်တပည့်တွေတပွဲတွေဆင်ပွားမှာအဲဆင်ပွားတဲ့အခါမှာနီးစနစ်မှန်မှန်ကန်ကန်နဲ့အဲလုတ်ကင်စားတောက်တဲ့လူတွေအဖြစ်ပြန်နေရှင်တန်ကြမှာအဲ့အတွက်ဘာပဲဖြစ်ဒါကိုနိုင်ငံကိုတဒတ်တအားအနေနဲ့အကျိုးပြုတဲ့အတွက်ဥမ္မာတော်အင်မတန်ကြိုးစားတဲ့အလုပ်ဖြစ်ပါတယ်ဒီကိစ္စကိုအရန်ဝမ်းသာတယ် ီဘာက wedding planning service တွေရော structure တမားတွေရောအဲပြီးတဲ့အခါမှာပန်းပညာရှင်တွေရောပေါ့နော်အဲဒီသုံးသုံးစားလုံးပါဝင်ပါတယ်ဒီထဲမှာလေအဲတချို့ဆိုရင် make up ဆရာနေပြီးတော့ planning service လည်းလုပ်တယ်ပန်းလည်းထိုးတယ်အဲ့လိုမျိုးလူတွေလည်းအများကြီးပါဝင်ပါတယ် မှန်တာပေါ့အဲဥမ္မောင်းနိုးရီယာလေးတီဦးကောင်းတယောက်ကောင်းနဲ့ဒီလုပ်ကိုလုပ်လို့မရဘူးအားလုံးကစူပောင်းပြီးတော့အလုပ်လုပ်ပေးရတဲ့အလုပ်တလုပ်ဖြစ်တယ်တသက်မှာတစ်ခါဆောင်နေတဲ့သူတို့သားသူတို့သမီးတွေကိုစိတ်ချမ်းသာပျော်ရွှင်အောင်ဘယ်လိုလုပ်ပေးရမလဲဆိုတဲ့ခန္ဓာအရေးကြီးတယ်လေအဲ့တော့သူတို့တွေကအခကျင်းဝင်စိုက်ထုတ်ပြီးတော့သူတို့ပွဲကိုပြုံအောင်ဖန်တီးတဲ့ခါမှာကိုရီးယားတတတအားစည်းနာပပပါဝင်ဖို့အင်မတန်အရေးကြီးပါလေအဲ့တော့ဒီပွဲထဲမှာကမိတ်ကက်ဆီယာလည်းပါတယ် winning planning လည်းပါတယ် ပန်းပညာရှင်တွေလည်းပါတယ်အခမ်းအနားကိုအများကြီးတင့်တယ်အောင်ပြောင်းလဲပေးနိုင်တဲ့ structure သမားတွေလည်းအားလုံးပါပါတယ်အဲဒါကြောင့်မလို့ဒီလူတွေအားလုံးကစုပေါင်းပြီးတော့သူတို့သားသူတို့သမီးတွေကိုမှန်မှန်ကန်ကန်စေတနာထားပြီးတော့ရိုးရိုးသားသားလုကင်စားတောက်တဲ့လူတွေအများဆုံးပေါ်ထွန်းတဲ့ပွဲတော်ပွဲမှုလို့ဥပမာကျင်းနာရတယ်အရင်တော့ဟုတ်တယ်ဒီလောကမှာက LGBT ပဲတော်တော်လွှမ်းမိုးထားကြတယ်အခုနောက်ပိုင်းမှာခင်မီလာတဲ့တိုးတက်ပြောင်းလဲလာတဲ့အပေါ်မှာယောက်ျားစစ်စစ်တွေအမျိုးသမီးစစ်စစ်တွေအားလုံးကလည်းဒီလောကတွေကိုစီးမျောလာကြတယ်သူတို့လည်းဖန်တီးနိုင်မှုစွမ်းအားရှိတယ်လीသူတို့လည်းလူသားတွေဖြစ်တဲ့ကြောင့်မလို့သူတို့လည်းဥမောင်းနို အနေနဲ့ကြိုဆိုရမယ်သူတို့တွေဘလောက်ဖန်တီးနိုင်လဲဖန်တီးနိုင်တဲ့ပုံမှာဥမောင်းတို့အနေနဲ့အားပေးကူညီဆောင်ရွက်ရမယ်ဒါဟာအများရိုးရိုးတာတာကြိုးစားစားလုပ်ကင်စားတောက်တဲ့အများပျော်ရွှင်အောင်အများစိတ်ချမ်းသာအောင်လုပ်တဲ့အလုပ်တစ်ခုဖြစ်တယ်တမအားစီဝါချတဲ့အလုပ်တစ်လုပ်ဖြစ်တဲ့ကြောင့်မလို့အားလုံးအခုလိုမျိုးစိတ်ဝင်စားဒီမင်္ဂလာဆောင်လောကတွေကိုဝင်လာတာကိုဥမောင်းအနေနဲ့ကြိုဆိုတယ် အဓိကကို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 ဘဝရဲ့ဖြစ်တည်မှုအဲကိုဝါသနာကိုကိုကပြုစုပြုထောင်ရမယ်အဲကိုဝါသနာနဲ့ဆန္ဒနဲ့ဘဝဟာတထက်သေးကြမှာလူဟာပျော်ရွှင်တာအဲ့တော့ကိုကဝါသနာပါဒီတာကိုတွန်းဆုပ်ပြီးတော့မလုပ်ဖဲမရှိပါနဲ့အဲယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးတွေပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမင်္ဂလာဆောင်လောကတွေကိုပါဝင်ခြင်းနဲ့ဥပမာဟိုဥမ္မာလူခုတင်တဲ့နေ့မှာဆိုရင်အမျိုးသားတွေလည်းတက်လာကြပြီမိတ်ကပ်တင်တဲ့ကိုနော်ဟိုချို့ချို့အမျိုးသားတွေဆိုအခုဆိုစပီနေညံ့နေကြပြီအမျိုးသားစစ်စစ်တွေကဘလောက်ကျဉ်းတ်ဖို့ကောင်းလဲအမျိုးသားတွေဟာလည်းတီထွင်ပန်းမှု စွမ်းအားအင်မတန်ကောင်းတဲ့လူသားတွေဖြစ်တယ်အဲဒါကြောင့်မလို့ဦးမောင်တို့အနေနဲ့ကတော့အားပေးတယ်ထောက်ခံတယ်ဝန်းရံတယ်လက်တွဲခုပ်ဖို့ဦးမောင်ကတော့အမြဲတမ်းအစီအစဉ်ရှိတယ်လူငယ်တွေအားလုံးဝါသနာကိုပေါ်ဆောင်မယ်ဆိုရင်ဦးမောင်ကအမြဲတမ်းကြိုးစားတယ်ထောက်ခံတယ် မောင်နွားလေးတပတ်နဲ့တပတ်နဲ့မှာပွဲတွေအများကြီးကိုဖန်တီးရတယ်အဲ့တော့ကိုယ့်ရဲ့အမြဲတမ်းဖန်တီးရတဲ့ပွဲတိုင်းဟာကိုယ့်ရဲ့မိသားစုလို့ဖြစ်သွားကြတယ်တာသမီလို့ဖြစ်သွားတာသွားကြတယ်ပေါ့နော်တခုပွဲတစ်ပွဲတည်းကိုပဲကောက်တင်းကောက်ပြီးပြောပြလို့မရဘူးဘာကြောင့်လဲဆိုတော့အဲကိုကဒီတပွဲတည်းကိုပြောလိုက်ရင်ဂျန်တဲ့လူတွေကစိတ်မကောင်းဖြစ်မယ်ကိုကိုချစ်တဲ့နှစ်သက်တဲ့လူတွေကအများကြီးရှိတယ်ခင်တဲ့လူတွေမိသားစုလို့ယဉ်နီးတဲ့လူတွေအများကြီးရှိတော့ဥမောင်နေနဲ့ပွဲတိုင်းပွဲတိုင်းပွဲတိုင်းကဥမောင်တို့အမတ်တရားတွေအများကြီးရှိတယ်ပွဲတိုင်းတပွဲတိုင်းတပွဲတိုင်းကအမတ်တရားတွေအများကြီးဂျန်နေတဲ့အတွက်ကိုမိသားစုတွေလို့ ောင်နှမတွေလို့ဆွေမျိုးတွေလို့အမြဲတမ်းရှင်သန်ဖို့အတွက်ဥမောင်းအမြဲတမ်းတွေးထားပါလေလို့အဲဥမောင်းနေနဲ့ဒါဟုတ်ဖီအားများတယ်လို့မထင်ပါဘူးဥမောင်းကိုယုံကြည်တဲ့အတွက်ဥမောင်းကဒီလိုသူတို့သားသူတို့သမီးတွေကိုကာကွယ်မယ်စောင့်ရှောက်မယ်ဖေးမမယ်သူတို့ဖြစ်ချင်တဲ့သူတို့အိမ်မက်တွေအားလုံးအကောင့်ထဲပေါ်ပေးတဲ့မိကဆရာအဖန်ကြီးတစ်ဆက်သူတယောက်အနေနဲ့ဥမောင်းအမြဲတမ်းရှိနေတယ်အဲ့တော့ဥမောင်းကိုအားကိုယုံကြည်တဲ့သူတွေအားလုံးကယုံကြည်တိုက်တဲ့လူတယောက်ဖြစ်အောင်ဥမောင်းအမြဲတမ်းစူးစမ်းနေပါတ